ဒီသုံးခုကဘာပါလဲကာယကံဆိုတော့ကံမဲမဟုတ်လားဝစီကံမနောကံဒါဖြင့်ကမ္မဘဝကိုသဘောကျကမ္မဘဝပြည့်စရာဓာတိဆိုတော့သူကအကြောင်းသူကအကျိုးဖြစ်ပြန်သဘောကျလားကမ္မဘဝကအကြောင်းဓာတိကသဘောကျဒါဖြင့်ကမ္မဘဝကသမှုရိယသစ္စာ ဇာတိကဒီလိုသွားရမှာတကတည်းကရှင်းမလားဒါသုံးလေးရဟောမှနည်းနည်းလေးခင်ဗျားတို့အဖြောင်းလေးဖြေရလားဒါပြီးဖို့ရသာသာသံမောဖြေမှန်လေးရဖို့မနေကျူးဆဲရတကတည်းလွယ်ရလားမိဘရေကသိထားတာဒါဒီသိမှမဟုတ်ဖဲအခုတော့တေချာအကြောင်းကျဆက်တော့တကတည်းတို့ဥလာဘူးတို့ယုံမလားယုံပါဘူးဒီကာမဘဝကြောင့်ဇာတိဖြစ်တယ်ဒါဖြင့်ကာမဘဝကအကြောင်းတမှုတွေဟာဇာတိကအကျိုးဒုက္ခ မဆိုးနိုင်ဘူးလားဒီလိုနောက်ဆုတ်သွားရမှာဒကာရမတွေရင်းနေပြီလားကောင်းပြီဒါဖြင့်ဒကာရမတွေကာယကံဝစီကံမနောကခမားတို့ဆွနော်ကွန်းတော်တွေတင်းဟုတ်လားအဲသားရသမီးတွေပြောဆိုမိတွန်းဆိုတော့ကာယကံဝစီကံမနောကံတွေမလုပ်ပြီအခုတို့လည်းလုပ်မှာပဲအခုတို့ကာယကံဝစီကံမနောကံကုသိုလ်ကာယကံဝစီကံမနောကံနောက်ဘဝကောင်းစားရေးမလုပ်ပြီလားလုပ်လို့ရှိရင်ကာမဘဝပြည့်စရာ ာဩဇာတိကောင်းပြီကမ္မဘောကဘာသစ္စာသမုဒိယဇာတိကဒါဖြင့်ဒီကံလုံးသုံးကားတဲ့သမုဒိယနောက်ရတော့ဒါဖြင့်ဇာတိပိဒုက္ခသစ္စာလို့ဆိုတာဒီအချိန်ကျမှဟောရတယ်ဟုတ်တယ်နော်သမုဒိယသစ္စာဟောရတယ်အခုဒီအချိန်ကျတော့ဘာဟောရဒုက္ခသစ္စာ ရှင်းမလားရှင်းပါကောင်းပြီတဲ့ဒီလိုအကွက်ကြပြောမှတက္ကသရာစီသွားမှာမျက်မှောက်ခင်ဗျားတို့ကတောက်လျှောက်ကြီးဖြစ်နေမှာပဲပေါ်ကြမလားကာမဘဝကပါတယ်ဇာတိကသူနဲ့ထောက်မှဒုက္ခဖြစ်တယ်သူနဲ့မထောက်ခင်တော့ကသူကသမှုရိယာဖြစ်ဖြစ်ဘူးလားပေါ်ကြမလားဒါဖြင့်တက္ကရမတို့ကာယကံဝစီကံမနောကံဒီဥသောကံတွေအကုသို့ကံတွေကိုလည်းခင်ဗျားတို့ဖြတ်ကြပါ ဇာတိဖြစ်မဲ့ကာယကံဝစီကံမနောကံဆိုတဲ့ကုသိုလ်ကံတွေကိုလည်းဖြတ်ကြပါမလုပ်ပါနဲ့လုပ်တော့လုပ်လူတံပေကံဇာတိဒုက္ခလွတ်ရပါလိမ့်ရှင်လုပ်လုပ်တော့လားကုသိုလ်လုပ်တန်းလုပ်တန်းဘယ်လိုလုပ်ရဆိုတော့ကုသိုလ်ကံတွေအဲ့ဒီကံတွေကြရတဲ့ဇာတိချုပ်ရနိဗ္ဗာန်ဇာတိချုပ်တော့ဇာမရဏရောနိဗ္ဗာန်ရောက်တယ်လေအဲ့ဒါကြတော့ သဘောကျဇာတိစုတောင်းယူရင်တော့ဖြင့်ဒုက္ခရောက်မှာပဲကာမဘောကဘာသစ္စာလဲဇာတိကဒါဖြင့်လူဖြစ်ခြင်းလို့ရှိရင်ဖြင့်နောက်ဘဝလူကောင်းဖြစ်ခြင်းဒုက္ခသစ္စာဖြစ်ရပါလိမ့်နတ်ကောင်းဖြစ်ခြင်းမြမကောင်းဖြစ်ခြင်းလဲပါလားဒါဖြင့်ဒါလုတ်ကောင်းမလုတ်ကောင်းပေါ်ပါလားဒါဖြင့်ဒကာရမတို့ သေးသေးရှားရှားကုလို့အကွက်ချပြတော့မှာ။အော်ဒုလုတ်သေးသေးဟာအလွဲကြီးပဲကို။ကို့ကို့ပစ္စည်းနဲ့ကိုထောင်ကြခံတာ။တပည့်ကြဒါနသီလတွေလုတ်ကာယကံစေကံမနောကံနဲ့နောက်နောက်ဘုရားကောင်းစားရေးဆိုပြီးလုတ်လိုက်တော့ဇာတိကစရ။ရတော့ကံတွေကဘာသစ္စာရောဇာတိကရှင်းမလားမလုတ်ကောင်းဘူး။ လုတ်ပါဆိုတော့ဆရာဘုန်းကြီးပြောတဲ့ဤလုတ်ဒါနတွေလုတ်သီလတွေလုတ်သမထဥပသနာတွေလုတ်ပါလုတ်တိုင်းလုတ်တိုင်းဇာတိဒုက္ခကြွရပါလေဇာမရဏဒုက္ခဇာတိဒုက္ခကြွရပါလေဆိုပြီးတာပါပဲကြံတာလိုလိုကြွသွားတာပဲသဘောကျပါလားဒါဖြင့်ဒါနသီလလုတ်တတ်ကြလားလုတ်တတ်ပါမလုတ်တတ်လို့ရှိရင်ကာမဘဝပြည့်เสียဇာတိပြည့်เสีย ဒီလိုကြည့်သွားမယ်ရှင်းရပါလားအလုံးစရာဓမ္မတွေရှင်းရဲ့ကောင်းပြီဒါဖြင့်ဓရာဓမ္မတွေမပြီးပဲနေလိမ့်မယ်ကာမဘဝဘယ်ကလာပါလိမ့်မလို့ဥပါဒ်စွဲလန်းဥပါဒ်ဆိုတာဒီဓရာဓမ္မတို့ပါလေစွဲလန်းတာကာမဥပါဒ်ဒိဋ္ဌိဥပါဒ်သီလဥပါဒ်အတ္တဝါဥပါဒ်ဥပါဒ်က၄မျိုးတောင်ရှိတယ် တို့တော့ဖြည်း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 မှချဲ့ပါမယ်တဲ့ယနေ့တော့ဥပါဒံဥပါဒံပဲမှတ်ထားပါအောင်တော့ဟုတ်ကလားဒါပြန်ဥပါဒံကြောင့်ဘာဖြစ်တဲ့ရောရေရေပြောပါဥပါဒံကြောင့်ကမ္မဘဝဖြစ်တဲ့နှုတ်မလေးနဲ့တရားဓမ္မတွေဒီမမြဲနေရတာကမ္မဥပါဒံကြောင့်ဒါပြန်ဥပါဒံကသမှုရိယတေသကမ္မဘဝဒါရင်ခမည်းတော်ကံတွေဒီကားလို့ရှင်ဖြင့်တဲ့ ုက္ခသစ္စာတွေပဲရှင်းမလားရှင်းပါဘူးဒါကြောင့်နောက်ဆုံးမိဖရာနေကုန်ချုပ်တော့ဒုက္ခခန္ဓာသားဒုက္ခအစုမလာဘူးလားမလာပါဘူးသဘောပါဒီတဲ့ဒုက္ခကိုမပါဘူးกว่าမင်းတို့ကမင်းတို့ကမင်းတို့ကြံရှာရင်တော့ငါမတတ်နိုင်ဘူးတဲ့ဒုက္ခတော့မပါတာမှန်ပဲပါသေးလားအဲ့ဒါရွတ်တော့ရွတ်လိုက်တာပဲဘယ်ဟာတွေပါလိမ့်မလုံးလည်းမတွေးဘူးမတွေးတော့ခမည်းတော်ကာယကံဝစီကံဟာလဲဒုက္ခသစ္စာ ဥပါဒီဘက်ကနောက်လာမဲ့ဇာတိကောနောက်တွေ့ကဇရာမရဏရောကောင်းပြီဒါဖြင့်ဥပါဒံကသမှုရိယသစ္စာကံလေးကဥပါဒံဘယ်လာကြုံဟွန်းလာဒါဖြင့်တဏှာကအကြောင်းဖြစ်ပြန်တယ်တဏှာကဘာသစ္စာဥပါဒံကရှင်းမလားတဏှာကဥပါဒံကဥပါဒံက ဖြစ်ဒါလည်းဒုက္ခ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 ဖြစ်လာပြီနောက်ဆုံးလာတော့ကုန်ဒုက္ခကြီးလာပြီမလာသေးဘူးလားမြင်ရလားမြင်ပါဘူးဒါမှမမြင်တော့မပြောတတ်ဘူးတော်တော့ကိုရှင်းပြနေပြီပစ္စည်းကလည်းကြီးတယ်တဏှာတွေကလာတဲ့ငရဓမ္မတော့အေးဝေဒနာကလာဝေဒနာကလည်း၃ပါးတောင်ရှိ၅ပါးတောင်ရှိရှိပြီလေဝေဒနာကြောင်းတော့နည်းနည်းသုံးနေဟောလာလေနားလေထားပါတော့ဝေဒနာရောက်ပါဖြစ်တယ် ေဒနာကဘာသစ္စာသမုဒိယတဏှာကအဲရှင်းတော့ကတော့တဏှာကိုသမုဒိယတစ်ခုတည်းသာသုံးတယ်ဒုက္ခမသုံးဘူးတဘောကြအခုတော့ပြန်ဝေဒနာကတဏှာကကာယတိနှစ်သုံး၄ငါတွေ့ပြီဒါဒုက္ခကြီးပဲနောက်ဆုံးသေးတော့သူတို့ဘာကြီးဆိုတော့ဒါပြန်တရားဓမ္မတို့ ဘုရားပဲနေရာပွင့်တုံးလို့မေးပြန်တော့ဘယ်လိုဖြေကြဘောတာပန်လူချင်းဘယ်ကြားကအထုတ်ရရှင်းမလားအနာဂံယန္တာဖြစ်ခြင်းရောပစ္စေကဗုဒ္ဓဖြစ်ခြင်းဒါဖြင့်ဘုရားပဲနေရာပွင့်တယ်အဲဝေဒနာနဲ့တဏှာကြားမှာဖြစ်ပြရှိတဲ့မက်ပေါ်လာမှန်ပါပါ မက်ပေါ်လာပြီဒီမက်ကမက်စစ်ဖြစ်သွားတဲ့အခါကျတော့ဒီနေရာမှာဖရာဖြစ်တယ်ပြိစိကဗုဒ္ဓဖြစ်တယ်သောတာပန်တရာကအနာကံဒီနေရာမှာဖြစ်တာကြီးဖတ်ရိမ့်မေလားသောတာပန်တရာကအနာကံဖရာပြိစိကဗုဒ္ဓဘယ်နေရာများဖြစ်ကြပါလိမ့်ဒါခမည်းတော်ခန္ဓာကိုယ်ကြီးဝေဒနာလည်းခမည်းတော်ခန္ဓာကိုယ်တဏှာရောဥပါဒံရောအဲဒီဘက်ကကာယကံဝစီကံဆိုတော့ရှင်နှောင်းလောက်တာ မားတိုခနာမု်လာအခမားတိုခနာထဲမှာသောတာပန်တရားမှန်ပါပါသောတာပတိမေရောက်အောင်မှန်ပါပါဒရိုင်းမေကောဖယ်ရောက်အောင်မှန်ပါပါရှင်းမလားရှင်းပါကောင်းပြီဒါဖယားရဲ့ခန္ဓာထဲမှာဝေဒနာနဲ့တဏှာကြားမှာမလေးပါဆိုင်ပြီးဒီကလာသွားရတယ်ဩဒီနေရာဖယားဖြစ်တယ်မှန်ပါပါသူသောတာဖယားဆိုတာသောတာပန်ကစတည်ရတာမှန်ပါပါရှင်းမလားရှင်းပါ ဘုရားဘယ်စတိရဒါပြန်ဘုရားသောတာပန်တည်တာဘယ်နေရာလဲဝိရဒကနာကယန္တာဖြစ်တာနောက်ဆုံးမှဘုရားရဲ့တာဝန်ခံတာရောအဲဒါဘောရိပင်နဲ့ရှုပြန်မှာပဲသဘောကြဒီမှာကိုရောကြီးဒီဘုရားဖြစ်ကိုခံယူတာဒီချိန်ပဲလို့မှတ် ရှင်းမလားဒါဖြင့်ငရမတို့ရုပ်ဆောဆောင်းအောင်ပဲပြပါအောင်မယ်တဲ့ဝေဒနာ၃ပါးရှိငရမဝေဒနာဘယ်နှပါးရှိဝေဒနာဒုက္ခဝေဒနာဒုက္ခဝေဒနာပြက္ခဝေဒနာဝေဒနာ၃ပါးလုံးရှိမှနော်ဒုက္ခဝေဒနာလေးတစ်ခုတည်းရှိနေလို့ရှိရင်မဖြစ်ဘူးဝေဒနာငရဘယ်နှပါးရှိလဲဒါဖြင့်ဒုက္ခလေးတော့ရှာရှုနေကြမယ်ဆိုရင်ဒုက္ခပေါ်တဲ့အချိန်မသိတော့အဝိဇ္ဇာဖြစ်မှန်ပါ ဥပေက္ခပေါ်တဲ့အချိန်မသိတော့အဲဝေဒနာကိုဒုက္ခလေးတစ်ခုလဲရှာရှုနေတော့ဖြင့်ငါးပါးမှောက်ပါပဲမှန်ပါပါ။ဘာဒုက္ခလဲလှည့်ပေါ်နေတာသိလိုက်သေးရဲ့ဥပေက္ခလှည့်ပေါ်တာရောမသိတဲ့အချိန်ပါဖြင့်မသိတော့ဝိဇ္ဇာဖြင့်လားဝိဇ္ဇာသင်္ခါရဝိညာဉ်နိုင်ဟုတ်လှည့်ပါလိမ့်မယ်မလှည့်ပဲဘုရားဒါကြောင့်ဝေဒနာတစ်ပါးလည်းမရှိကောင်းဘူးဆိုတာပေါ်ပါလားပေါ်ပါပါရှင်းမင်းရောကောင်းပြီဒါဖြင့် ုက္ခဝေဒနာပေါ်လို့ရှိရင်လည်းဒုက္ခဝေဒနာမရှိပါနဲ့။ဘာရှိอ่ะ။အပြည့်မြောင်ရှိ။ဒုက္ခဝေဒနာပေါ်လာလည်းဘာလဲ။အပြည့်မြောင်ရှိ။ဥပ္ပကဝေဒနာပေါ်လာရင်တော့ဒါဖြင့်သူတို့သုံးခုကအပြည့်ရှိတာကတပည့်ကြသူတို့သုံးခုကရှိတာကမပြည့်သွားတာဒီဘက်ကတဏှာဥပါဒံပဲနေတယ်ချုပ်တယ်တပည့်ကြ ဒါကသောတာပန်မှလည်းဒီဘက်ကချုပ်တာပဲတကယ်ကမှလည်းဒီဘက်ကဒုက္ခတွေမချုပ်ဘူးလားကောင်းပြီဒါဖြင့်တရားဓမ္မတို့ဒီဘက်ကဒုက္ခတွေအကုန်ချုပ်သွားသောကြောင့်ဒုက္ခတွေချုပ်ငင်းရပါခုံဒါဖြင့်တရားဓမ္မတို့ဒုက္ခတွေဟာမဲနောက်မှာချုပ်တယ်မဲနောက်မှာချုပ်တယ်ဆိုတာကောင်းကောင်းရှင်းနာဗလားမဲရှိမှာဖြစ်ပြပဲမြင်ပါလေတကယ်ချုပ်တာကမဲနောက်မှာမလာတာတွေဆိုတာပေါ်ဗလား ကောင်းလေဒါဖြင့်ဒကာဓမ္မတို့ဝေဒနာညောက်ဒီတဏှာဖြစ်တယ်ဆိုတာသိလားသိပါဒါရှုတဲ့ပုဂ္ဂိုလ်လားမရှုတဲ့ပုဂ္ဂိုလ်မရှုတဲ့ပုဂ္ဂိုလ်မရှုတဲ့ပုဂ္ဂိုလ်မှာဒီသံဃရာပါတော့ဆက်ရှုတဲ့ပုဂ္ဂိုလ်မှာဒီသံဃရာပြက်မရှုတဲ့ပုဂ္ဂိုလ်မှာဆက်ပြပါဆိုတော့ဝေဒနာဖြစ်เสียတဏှာတဏှာဖြစ်เสียဥပါဒနာဖြစ်เสียဥပါဒနာ ရှုတဲ့ပုဂ္ဂိုလ်ကြတော့ဘိုးတဲ့အပြက်ကိုမြောင်ရှုဆိုတော့ကြောင့်အပြက်ဟာချုပ်ဝေဒနာချုပ်သွားတာမဟုတ်လားချုပ်ဝေဒနာနိရောဓသဏ္ဍာန်နိရောဓဆိုတဲ့မက်ပေါ်လာတယ်ရိပ်မိလားဝေဒနာနိရောဓမက်ပေါ်မလာဘူးလားထိုကဲ့သို့မက်ပေါ်လာလို့ရှိရင်ခွင်းတို့တရားဓမ္မတွေသည်ဝေဒနာနိရောဓသဏ္ဍာန်နိရောဓဖြစ်တော်ကြောင့် တဏှာနိရောဓကတဏှာချုပ်တာလားမက်ပေါ်တာလားမက်ပေါ်ပါဘူးတဏှာချုပ်တဏှာလာကိုလာသေးရဲ့မလာပါဘူးဒါပြန်မလာဘဲနဲ့ချုပ်တာကိုနိရောဓမလာပါဘူးတပည့်ကြဒါရင်အာထုတ်တဲ့ပုဂ္ဂိုလ်မှာဝေနာနိရောဓတဏှာနိရောဓတန်ត្រာပြတ်အာမထုတ်တဲ့ပုဂ္ဂိုလ်မှာဝေနာဖြစ်เสียတဏှာဖြစ်เสียဥပါဒနာဖြစ်เสียဩော် ပြစ္ဆုတ်ပံဘဝနဲ့အနာဂတ်ဘဝသွားဆက်အာမထုတ်တဲ့ပုဂ္ဂိုလ်မှာပြစ္ဆုတ်ပံဘဝနဲ့ပါတော့အာထုတ်တဲ့ပုဂ္ဂိုလ်မှာဝေနာနိယောဓသနာနိယောဓဆိုတော့ပြစ္ဆုတ်ပံဘဝမှာလဲအနာဂတ်အကြောင်းတွေမပြတ်ဘူးလားဒါကြောင့်အနာဂတ်ကျိုးသုံးလာလေပြေရရရှင်းမလားဒါကအလုံးလုံးတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးကိုပြတာမလုပ်ပြဘူးလားအဲ့ဒါကြောင့်ခဲ့နေတာ ရင်မိမလားတောင်းပြီတော့ဒီဖတ်ကြပါရလားမလေးပါလေမဆိုတာမျက်စိနာနာကောင်းကိုစိတ်မျက်စိကမြင်တော့တွေ့စေတပည့်ကြမြင်တာလေးကိုမတွေ့ရင်မလားတွေ့ရင်ဖြင့်အကောင်းဆုံးခံစားကြမှာပဲခံစားကြလို့ရှိရင်နှစ်သက်မှာပဲနှစ်သက်ရွှော်လာမယ်ရွှော်လာရင်ကိုယ်ရင်အားထုတ်မယ်သဘောကျလားကောင်းပြီပါလေရဏဘယ်ကလာပါလိမ့် ဒဂါရမတို့သာသနာဘယ်ကလာလဲအဲနာနဲ့ယုတ်ကလာခင်ဗျားတို့နာယုတ်ရှိလို့လာတာရှင်းမလားဒါဖြင့်နာယုတ်ဘယ်ကလာတော့ဝိညာဉ်ဆိုတဲ့ပရိစ္ဆေစိတ်ကလာဒါလည်းပရိစ္ဆေတစ်မျိုးပဲရှင်းမလားကောင်းပြီဒါဖြင့်ဒဂါရမတို့ဒီဝိညာဉ်นี่ဘယ်ကလာပါလိမ့်မလို့အေးသင်္ခါရ၃မျိုးဆိုတဲ့ကာယကံဝစီကံမနောကံညမလားပြန်တယ် ဒီမှာသာ၃မျိုးရှိတာမဟုတ်ဘူးဒီမှာလည်း၃မျိုးဒီ၃မျိုးပဲကလာတော့လို့မေးပါထုတ်ပြန်တယ်အဝိဇ္ဇာကလာကောင်းပြီဓရမတို့ဒါအတိတ်ဘဝဒီတင်းနဲ့ဒီနဲ့ဘာခေါ်ကြမလဲတခါကြီးယုံတင်းနဲ့၃ဟုတ်လား၄၅၆၇၈ဓရမတို့ဟောဒီကံကြောင်ဒီဒါပြစ္ဆုတ်ပံဘဝလို့မှတ်လိုက် တပည့်ကြဝိညာဉ်နာယုတ်ပါဠိနာဖသဝေဒနာတဏှာဥပါဒံကံဒါခမည်းတော်ယခုဘုရားတပည့်ကြသုံးပိုင်းပိုင်းဒါယခုဘုရားကိုဆက်လုပ်တဲ့ပုဂ္ဂိုလ်မှာအနာဂတ်ဘုရားဒီနှစ်ခုလာအောင်မယ်ဒါဖြင့်ဇာမရဏဒီဘယ်ဘုရားပါလိမ့်ဝိညာဉ်ကသာကာမဘုရားအဆုံးဘယ်ဘုရားပါလိမ့်အဝိဇ္ဇာနဲ့သင်္ခါရကအိဋ္ဌဘုရား ပရိစ္ဆသမုပ္ပါဒ်ဆိုတော့၃ဘဝဆက်ပြတာလို့မှတ်လိုက်ချင်ပါရှင်းမလားပရိစ္ဆသမုပ္ပါဒ်ဆိုတာဘာပါလဲအဝိဇ္ဇာနဲ့သင်္ခါရကဘယ်ဘဝပါလဲဝိညာဉ်ကသက္ကံဆုံးဇာတိကသက္ကံမရဏဒါဖြင့်ခင်ဗျားတို့ဥပဒနာရှုတော့ကိုအနာဂတ်ဘဝလည်းမရောက်သေးလို့မရှုနဲ့အတိတ်ဘဝလည်းလွန်ပြီးသားသေးလို့ရှုစရာမရှိဘူးပါပါ ီပြိဿုပ္ပံဘဝထဲမှာရှိရမယ်ရှင်းရမလားဘယ်ရှိရမလဲခင်ဗျားတို့အသက်ရှင်နှုံးရှိရဒါဖြင့်ခင်ဗျားတို့ဒီသေးသေးချာချာမှတ်ပါတဲ့ဒီပါဠိသေချာကြီးဝိညာဉ်ဉာဏ်ဥပါဒနာဖတ်တာဝေဒနာတဏှာဥပါဒံကံဘယ်ဘဝပါလဲပြိဿုပ္ပံဘဝဆိုတာခင်ဗျားတို့ယခုဖြစ်နေတာခင်ဗျားတို့အခုဝိညာဉ်မရှိဘူးလားနာယုတ်ကရှိပါရဲ့ ပါပါလားဆိုတော့မျိုးလုံးတွေကရှိပါဘူး။ဟောတာတွေကရှိပါဘူး။အဲဝေဒနာတွေကရှိပါဘူး။တဘောကြဒါကဝေဒနာတွေပါရှိနေတယ်။တဏှာဘူးရှိသလားလို့မေးတော့မရှိဘူး။ဥပါဒါရှိပါဘူး။ကံမရှိတာကတရားနာနေတယ်မို့မရှိတာ။အိမ်ရောက်တော့ဒီတိုင်းဆက်တာပဲ။တဘောကြတရားနာနေတုန်းတော့ဝေဒနာရင်ပြတ်ဝေဒနာနောက်ကဒီကတရားနာနေတဲ့မက်ကဝင်းနေ။ သဘောကြတရားမနာတော့ပါဘူးဆိုလို့ရှိရင်ဝေဒနာတဏ္ဍာဥပါဒံကံဒီကြောင့်သွားနေတယ်တရားနာနေတဲ့ခါကျတော့ဝိညာဉ်ဝေဒနာမဲ့သဘောကြတရားနာတယ်တော့ဒီလိုဖြစ်တယ်တရားနာတယ်တော့ပြစ္ဆုတ်ပံဘဝမှာပဲပြတ် ရှင်းမလားတရားမနာလို့ရှင်းတယ်တရားမထုတ်လို့ရှင်းပြစ်စုပံဘဝမှာကိုဘာဖြစ်လဲဘယ်ကြောင့်ဆက်တုံးလို့မေခွန်းထုတ်လို့ရှင်းသီသီရှားမယ်နဲ့နောက်ဘဝပြိတ္တိနေရအောင်ဆက်ထားမဆက်ဘူးလားသဘောကြဒီကံကြမှာရတာကိုဒီကံပြီးသေရသေရနောက်ဘဝသာရိယမရပဲဘူးလားသဘောပါလားဒါဖြင့်ဒကာဓမ္မတို့ပရိစ္ဆေသမုပ္ပါယနေ့ရှင်းတာပါနေ့ဖြင့်ဒါမရှင်းမေဘူး ဒါပဲဘွားပါလေဝိညာသင်္ခါရအသိပါပါဝိညာဉ်သက်ကာထုံဇာတိသက်ဇာမဏဆုံးဒါဖြင့်ခမားတို့ရထားတဲ့ပရိစ္ဆေငုပါခမားတို့ွားမဲ့လမ်းကိုခမားတို့ခင်းနေတာနဲ့အတူတူပဲဖြတ်ရမယ်ဆိုရသေးရဲ့ဖြတ်ခြင်းဝေဒနာနောက်ကနေပါလို့ကမကွန်းလိုက်ဝေဒနာနောက်ကနေပါလို့ကဝေဒနာဖြစ်တဲ့ရှိလည်းမဖြစ်ပါပဲ။ ဖတ်တာဖြစ်ပြရှိရင်လားဖတ်ပါဘူးပါလာငါဖတ်တာရှိရင်လားနာယုတ်ဖတ်တာဖြစ်ပြရှိရင်လားစိတ်ကိုဖြစ်ပြရှိရင်လားအဲရှုရကတည့်နဲ့3 4 5တပည့်ကြားရှုရကခြေတိုင်းကဘယ်နှခုတုံးခြေတိုင်းက5ခုတစ်ခုခုရှုလို့ရှိရင်နောက်ပိုင်းက3ခုပြတ်တယ်ဒနာဥပါဒံကံပြတ်တယ်ခြေတိုင်း၅ခုတစ်ခုခုရှုရင်နောက်ပိုင်း၃ခုပြတ် ရှည်တိုင်းက၅ခုတစ်ခုခုရှုရင်သုံးခုကပါပါလိမ့်သနာဥပါဒကံအကုန်မရဘူးလားရင်းနေပါလားဒါတော့ဖယ်ရင်တော့ရအောင်စို့